ကဲ့ပါဒီကက်ကလေးကကျွန်တော်တို့ဘက်ထရီအတွင်းမလွန်အောင်လို့ထိန်းချုပ်တဲ့ကက်ကလေးဖြစ်ပါလေဥပမာကျွန်တော်တို့ဆန်တဲ့ဘုတ်ဘက်ထရီကို အတွင်းမယ်ဆိုရင်ဆန်တဲ့ဘုတ်ကြော်တာနဲ့အားဆက်မတွင်းတော့ပဲပိတ်ပစ်လိုက်တဲ့ကက်လေးဖြစ်ပါလေနောက်ပြီးတော့အဲ့ဒီအပြင်ကို ကျွန်တော်တို့ကဒီဆန်တဲ့ဘုတ်နဲ့ဆန်တဲ့ဘုတ်အောက်ရောက်လာမယ်ဥပမာဆယ်ဘုတ်ရောက်မှပဲဘက်ထရီအောက်ပြန်တွင်းပါလို့ပြောလို့လည်းရပါတယ် ဒီကက်ကလေးကဘာအတွက်ပို့ပြီးတော့တုံးလို့ကောင်းလဲဆိုရင်ကျွန်တော်ဒီဆိုလာနဲ့အားသွင်းတဲ့သူတွေဆိုရင်တော်တော်လေးကောင်းပါတယ်အခုဒီမှာဆိုရင်ကျွန်တော်ဒီစာဝန်တော်စက်ယုံထုတ်စက်ယုံထုတ်တိုင်းအခုဒီကောင်ဆိုရင်ကျွန်တော်စက်တပိုးကြွကြွနဲ့တွင်းထားတာပါအခုဆိုရင်ဒီကောင်ရဲ့စက်ယုံထုတ်ကဘယ်လောက်လဲဆိုရင်ဒီဘက်ကိုနှိပ်ကြည့်လိုက်ပါစက်တပိုး ဒီကောင်ဘက်ဘလောက်ထိမြင့်တဲ့ချိန်ကျရင်ဘက်ထရီအထွန်းတော့ရက်မလဲဆိုရင်ဒီဘက်ပါဒီမှာ14ဘုတ်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီကစိတ်တိုင်းကျဒီမှာထပ်ပြီးချိန်လို့ရပါတယ်ခုစိတ်တိုင်းကျချိန်လို့ရပါတယ်လေကျွန်တော်အခုအခုဆိုရင်ဒီကောင်ကဆန်နဘူအောက်ရောက်နေဘက်ထရီအတန်းတွင်းမယ်ပေါ့နော်ကျွန်တော်ဆန်နဘူအောက်ရောက်တော့လည်းဘက်ထရီကိုအာမတွင်းစေချင်သေးဘူးဆိုရင်ဒီကောင်လေးကိုခဏလေးဖိထားပါ Okay အဲ့လိုနှုတ်လာပြီဆိုမှဒီမှာ အခုဒီပြဿနာဒီကောင်ဆုံးချမယ်ပေါ့နော်အောက်ဆင်းလာမယ်အဲကျွန်တော်ကစက်တပုတ်စက်တပုတ်ရောက်မှအတွင်းမှာလို့ပြောလိုက်တော့ပေါ့နော်ဒါစက်တပုတ်ရောက်မှအဲစက်တပုတ်ရောက်မှစက်တပုတ်ရောက်မှအတွင်းမှာတခါကျွန်တော်အတွင်းနောက်ကိုပေးချင်မှရက်မလဲပေါ့နော်အဲဒီကောင်လေးကျွန်တော်ပြီးသားမယ်ဒီမှာသူက14ပုတ်ပေါ့နော်14ပုတ်ဆိုတော့ကျွန်တော်က ဇလီတက်တယ်မှာလေးဖို့နော်အပြင်ဒီတိုင်းမှာလွတ်ထားလိုက်မယ်အတိတ်မင်းတိတ်မင်းများတော့မီးလေးပြလိုက်မယ်နော်ဒါဆိုရင်ခုနကကျွန်တော်ချိန်ထားတာကကြည့်မယ်အာဆက်တဲ့ဖို့အဲဆက်တဲ့ဖို့အောင်ရောက်မှအားပြန်တွင်းမယ်ပေါ့နော်တခါဇလီတက်တယ်မှာလေးဖို့ကြွရင်အားတွင်းတာကိုရက်လိုက်မယ်ပေါ့နော် ော်ဒီနေရာမှာတခုပြောစာရှိတယ်ဗျအဲခက်မများကမှတော့ input ဆိုတော့သူက input ကိုကျွန်တော်တို့ဒီ adapter ပဲဖြစ်ဖြစ် solar ပဲဖြစ်ဒီမှာ join လိုက်တာပေါ့နော် join လိုက်တဲ့အချိန်မှာဒီကက်ကအလုံးမလုံးပါဘူးနော်နော်ဒီမှာအလုံးမလုံးပါဘူးတို့ကြောင့်ဒီကက်မကောင်းဘူးထင်နေပါဦးမယ်သူကအရင်ဆုံး battery ကိုပဲ join ခိုင်းတာပါ battery အလုံး battery အပေါင်းနော်ခက်မများကျွန်တော်မေးကြတာပေါ့နော် ဒီမှာ24ဘုတ်ကျွေးမယ်ဆိုရင် အောက်ဒီမှာကခန်းန်းကိုချိန်နေတဲ့ကြောင့်မို့17ဘုတ်ပဲအောက်ဘုတ်ပြန်ထွက်မှာပေါ့အဲ့လိုမဟုတ်ပါဘူးခင်ဗျာဒီမှာ24ဘုတ်ကျွေးမိရင်ဒီမှာ24ဘုတ်ပဲပြန်ထွက်မှာပါဒီဟာကခန်းန်းဘက်ထရီကိုပဲထိန်းချုပ်တာမှာဘုတ်အားကို24ဘုတ်အားကိုဒီကောင်17ဘုတ်ဆိုပြီးတော့ short မတော်ပါဘူးတဘောပေါက်ကြမယ်လို့ထင်ပါတယ်နော်ဒီနေရာတော်တော်လေးကိုမျက်စိလဲကြပါရယ်ဆိုလိုတာကတော့ဒီမှာ စန္ဒဘူးနဲ့အတွဲ့မယ်ဆိုရင်ဒီမှာစန္ဒဘူးထွက်နေပါပါဘတ်တူအားပြပြနေပြည်လာမယ်အားပြည်လာမယ်ကျွန်တော်ခုနကချိန်လာတာ14.4ဗောနော်စလီတမလေးချိုတာနဲ့ဖြက်မဖြက်ပိတ်မပိတ်โอเคပါစလီတမ၅ချိုတာနဲ့တော့တန်းပိတ်ပါတယ် တခါကျွန်တော်တို့ဒီရတာပေါ့နော်ဘက်ထရီအားကိုဆိုလာဥစားဘက်ထရီအားကိုကျွန်တော်တို့ LED တွေထွန်းမယ်ဘာညာတွေတုံးနေချင်းကြဘူအားပြည့်ပြည့်နဲ့ပြန်ရောလာမယ်ပြန်ရောလာတဲ့အချိန်မှာနည်းနည်းလေးရောလာတယ်ဒီကောင်ကျွန်တော်အားမတွင်းခိုင်းတာကိုကျွန်တော်စက်တဘူရောက်မှာပဲအားတွင်းမယ်လို့ကျွန်တော်ချိန်ထားတဲ့အတွက်ကြောင့်မို့စက်တဘူရောက်မှာအားတွင်းမတွင်းစမ်းကြည့်မယ်နော်โอเคပါ စက်တပူအောက်ရောက်တာနဲ့အာတန်တွင်းပါတယ်အဲ့တော့ကျွန်တော်ဒီကက်လေးကိုဆိုလာနဲ့အာတွင်းတဲ့သူတွေပဲဖြစ်ဖြစ်အက်ဒပ်တာနဲ့အာတွင်းတဲ့သူတွေပဲဖြစ်ဖြစ်ဒီကက်လေးကတော့သုံးခုတုံးတင့်တယ်လို့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့အာတွင်းလို့ရင်ဘတ်တူအိုးတွေပေါက်မယ်ဘတ်တူအိုးတွေတက်တန်းတိုးမယ်အဲ့ဒီလိုကြောင့်မို့ဒီကက်ကို သုံးခုတုံးတင့်ပါတယ်လို့အကြံပြုပါရစေအခုလိုချီးကျူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်